ွမ်းကုန်ပြီဗျာအကုန်ကွမ်းကုန်ပြီဘယ်လိုလုပ်ကြမလဲတောင်ကြီးကဆိုင်နေအားလုံးကိုမြန်မာလိုနာမည်ပြောင်းရမယ်ဆိုပြီးမှအစည်းကမ်းထုတ်သွားပြီတောင်ကြီးစီပင်ကလုပ်ငန်းဆိုင်ပုတ်အားလုံးကိုမြန်မာလိုပဲရေးခွင့်ပြုတော့မယ်တဲ့စီပင်ကပြောသွားတာတောင်ကြီးကနာမည်ကြီး Mountain Star Hotel ဆိုလို့ရှိရင်ရောဘယ်လိုပြောင်းရေးကြမှာတော့ Mountain Star လို့ရေးမှာလား မြန်မာလိုတောင်ကျဲဟိုတယ်လို့ရေးပါလားနမကြီးကတောင်ကျဲဆိုရင်တော့မကောင်းတော့ဘူးပြီးတော့ဟိုဟာကမ္ဘောဇာဆရာကျောင်းဖွင့်ထားတဲ့ဒီဂျက်စမင်ဟိုတယ်ဆိုရင်ရောဂျက်စမင်ဟိုတယ်လို့ရေးပါလားစပယ်ဟိုတယ်လို့ရေးပါလား꽌မဲအကုန်လုံးတနိုင်ကလုံး꽌နေတက်ကုန်မှာတက်ကုန်လုံးလောက်ရလို့ကတော့အခုလောလောဆယ်တောင်ကြီးတစ်မြို့တည်းမလို့တော်သေးတယ်အားမြို့မှာရှိနေတဲ့လုပ်ငန်းရှင်တွေရောဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆိုင်မှာလာပြီးပြောနေတာတွေလုပ်ငန်းမှာလာပြီးပြောင်းဖို့ပြောတာတွေကြုံရပြီလားကြုံရလို့ရှိရင်လည်းပြောပြပါအောင်တခြားမြို့ကျောင်းတွေမသိသေးဘူးတောင်ကြီးကလုပ်ငန်းရှင်တွေအကုန်လုံးတင်ထားတာတွေ့တဲ့အတွက်ဒါကျွန်တော်လာပြီး sharing လုပ်ပေးတာဖြစ်ပါတယ်တခြားမြို့ကလာပြောတာရှိတယ်ဆိုလို့ရှိရင် င်လည်း comment မှာရေးပေးပြီးပြောပြပေးပါအောင်ဘယ်လိုတွေလာပြောတယ်ဆိုတာပြီးတော့မိမိတို့လုပ်ငန်းနာမည်တွေနဲ့မြန်မာလိုတွေလည်းပေါ့နော်ရည်ရတာလေးတွေရှိတယ်ဆိုလို့ရှိရင် comment မှာရေးပေးပါအောင်ကျွန်တော်တို့အနေနဲ့ဖတ်ချင်လို့ပါကျေးဇူးတင်ပါတယ်